ဟုတ်ပြီကျွန်တော်တို့ကစက်တွေအကုန်လုံးကဖြုတ်လဲဖြုတ်ပြီးသွားပြီးပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ပြန်တက်ရတော့မယ်တတ်တော့မယ်ဆိုဒါချိန်ရတော့မှာပေါ့ချိန်တော့မယ်ဆိုတဲ့ခါကျတော့ဒါလေးကိုကျွန်တော်တို့ကစပြီးတော့မှစပြီးတော့ဒီအထက်ကအတန်ကိုကျွန်တော်တို့စပြီးတော့ချိန်ကြည့်ရမယ်ဒီဒီအတန်ကိုကျွန်တော်တို့ဒီလိုလေးလှုပ်လိုက်တဲ့ခါမှာနော်အခုဆိုလို့ရှိရင်ဒတ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 ်အတန်နေလုံးဝမမီဘူးအဲအတန်လုံးဝမမီဘူးဆိုတော့ဒါကောင်းတယ်တချို့ကြတော့ဒါဒီလိုလေးခါလိုက်တာနဲ့ဒုံ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 ဆိုတော့ကျွန်တော်ကြက်ရတော့မယ်အဲ့ဆိုဘယ်နေရာကိုကြက်မလဲ ဘယ်နေရာကိုจับမလဲဆိုလို့ရှိရင်အခုဒီမှာရှိနေတယ်เนาะဒီမှာဒီနှက်ကိုကျွန်တော်တို့ကရှော့ရမယ်ဒီနှက်ကိုရှော့ရှော့ပြီးပြီလားဆိုလို့ရှိရင်ဒီဟာကိုပြန်ပြီးတော့มาရိုက်ရမယ်ဘာနဲ့ရိုက်ရမလဲလို့ပြောလို့ရှိရင်ဒီတူလေးရယ်နောက်ပြီးတော့มาဆုတ်အတေးကလေးရယ်ဒီဆုတ်အတေးကလေးရယ်ဒါလေးကိုဖြည်းဖြည်းလေးကျွန်တော်တို့ကဒီလိုလေးတီးပြရမယ်ဟုတ်ပြီเนาะတီးပြီးပြီဆိုတဲ့ခါကျမှကျွန်တော်တို့ပြန်ကြက်ရမှာပေါ့เนาะ အဲ့ဒါဆိုလို့ရှိရင်ဒါကြက်သွားပြီလားကျွန်တော်တို့ပြန်ပြီးတော့လုပ်ရမယ်အဲ့ဒါဆိုရင်ကြက်သွားပြီတကယ်လို့အဲ့လိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါကိုပြင်နဲ့နော်ဒီဘက်ကအနောက်ကတက်သားဆိုလို့ရှိရင်တက်သားလေးနဲ့ကျွန်တော်တို့ကဒုတ်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 ဆိုပြီးတော့ရိုက်တွင်းပေးရမယ်အဲ့လိုရိုက်တွင်းလိုက်မှသာလျင်ဒါလေးကသူ့အနေနဲ့တူဟိုကြက်နေမှာဖြစ်တယ်ဒီလိုကြက်နေရမယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကစပြီးတော့မှလက်ကလေးနဲ့ဒီမှာလှုပ်ကြည့်မယ်ဒါဆိုလို့ရှိရင်ခြောက်နေပြီအဲ့ဒါဆိုလို့ရှိရင်အဆင်ပြေပြီစပြီးတော့ဟုတ်ပြီ ကျွန်တော်တို့နောက်ဆုံးဆုံးမှာဖြုတ်ခဲ့တဲ့အပိုင်းကိုကျွန်တော်တို့စပြီးတော့တတ်မှာဖြစ်တယ်။အခုဒီအပိုင်းကိုစပြီးတော့တတ်တော့မှာနော်။စပြီးတော့တတ်တော့မယ်ဆိုတော့ခါကြတော့ဓမ္မတူရနဲ့တူလေးပဲ။ဒါလေးကိုကျွန်တော်တို့ဒီလိုထားမယ်။ထားပြီးပြီဆိုရင်ဒီလိုလေးအနောက်လေးကိုဘီနားလေးကိုဒီလိုလေးလုပ်မယ်။လုပ်ပြီးရတယ်ဓမ္မစပြီ။အဲ့လိုစပြီးရတဲ့ကျွန်တော်တို့14ခွာနှက်ပေါ့နော်။ဒါကိုချက်နှက်လို့ခေါ်တယ်။ဒီချက်နှက်ကိုကျွန်တော်တို့စပြီးတော့သုံးမှာဖြစ်တယ်။ဒါလေးကိုကျွန်တော်တို့ ဒါနဲ့စတော့မှာကျွန်တော်ကြက်မယ်သူ့ကိုလည်းကျွန်တော်ကအတကုံကြီးကြက်လို့မရနော်သူ့ဟာနဲ့သူ့ဟာလှုပ်လှုပ်ကလေးတွေလှုပ်နေရမယ်ခြောင်ပြီးတော့လှုပ်နေရမယ်နောက်ပြီးဒီရဲ့အပိုင်းကိုလည်းကျွန်တော်တို့ကတခါတည်းဆိုလို့လှုပ်ကြည့်ရမယ်အဲ့ခါကျတော့ဒီလိုလက်ကလေးနဲ့ကျွန်တော်တို့အตาကလေးပေါ့သူကသွားလို့လည်းမသွားတော့ဘူးဒုတ်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 နဲ့လည်းမဖြစ်ဘူးမဖြစ်ဘဲနဲ့ လှုပ်ရှားလို့ရတဲ့အပိုင်းလောက်ကလေးမှာကျွန်တော်တို့ပြန်ကြရတော့မယ်။ဘာနဲ့ကြက်မလဲ။ဒီမှာဂွားကိုတို့ထားမယ်။နောက်ပြီးလို့ရှိရင်ဒီဆက်လေးနှံ့နဲ့ကျွန်တော်တို့ကြက်မယ်။အပေါ်ကိုတင်ရမယ်။ကြက်ပြီဆိုတာနဲ့ကျွန်တော်တို့အပေါ်တင်မယ်။ဟုတ်ပြီနော်။ဒါဆိုဒါ73ကြီး။73ဆိုတော့ဆက်လေးနှံ့ဆက်လေးနှံ့။ကဲအပေါ်ကိုကြက်ပြီ။ ဒီအပေါ်ကိုကြက်တဲ့အခါမှာကျွန်တော်တို့ကဒရာကိုသွားပြီးတော့ချူရတဲ့မချူအောင်ကျွန်တော်တို့တေချာခူးဆက်ရမယ်ဖြည်းဖြည်းလေးနဲ့မမှန်လေးဒါဆိုအခုဒီမှာကြည့်လိုက်ဒုတ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 ်နဲ့ဖြစ်နေပြီဒီလောက်ဆိုရင်ကျွန်တော်တို့ကပြီးနိုင်သလားကိုကနှစ်ခုတူးရမယ်အော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ချိန်တာဒါအဆင်ပြေပြီပေါ့ကဲနောက်တာတစ်ခုကျွန်တော်တို့ထည့်မယ်ထည့်တဲ့ခါကျတော့ဒီအပိုင်းကိုကျွန်တော်ထည့်မယ်ဒီအပိုင်းလေးကိုထည့်လို့ရတယ်နော်ဒီအပိုင်းကိုထည့်တဲ့ခါကျရင်သူ့ရဲ့ ဒီဝက်ဥလေးကိုလည်းအချီကိုခွေးသားစိတ်ကို အပေါ်အောက်ပေါ့နော်ဒါလေးကိုထိုက်ရတဲ့ဥစ္စာကိုပါကျွန်တော်တို့တစ်ခါလေးထည့်ရမယ်ဘယ်လိုထည့်တယ်လဲဆိုတော့ကြည့်ပါဟုတ်ပြီအဲ့ခါမှာဖြည်းဖြည်းလေးကျွန်တော်တို့ဒါလေးကိုထိုးတွင်းလိုက်တယ်ဖြည်းဖြည်းလေးထွန်းတွက်ပြီးတော့မှဒီဂျားလေးတဲ့ကိုကျွန်တော်ညှက်ရမှာဟောဒါမှသူ့ဟာနဲ့သူကြတယ်ဒီဒီမှာလဲဒီခွားလေးမှလည်းဖြည့်ရမယ် အဲ့တော့ပြီးလို့ရှိရင်ခုနကတော့ငါလိုမျိုးပြန်ကြက်ရမယ်ကျွန်တော်တို့ကတောင်နော်ပြန်ကြက်ပဲပြန်ကြက်ပြီးလို့ရှိရင် तू ကဘယ်လောက်ထိလာရလဲနော်ကျွန်တော်တို့ကဒါဆိုရင်ဟုတ်ပြီဒီလောက်ဒီလောက်မှကျွန်တော်တို့ထားမှလာနော်စပြီးတော့တော့အဲ့လောက်ထားပြီးလို့ရှိရင်ဒါလေးကိုပြန်ကြက်ရမယ်ဒါကြက်တာဒီအောက်ကိုကျွန်တော်တို့ကြက်တာ နော်နောက်ပြီးတာနဲ့ဒီဘက်ကဘေးကိုပြန်ကြက်ဖို့ရဆိုရဆိုရင်ဒီ set 4နှက်ကလေးကိုကျွန်တော်တို့ပြန်လို့လုပ်ရမယ်ဒါကြတော့ဒီဘက်ကိုလက်ရမှာပေါ့ကျွန်တော်ရဲ့ကြောက်လဲလဲပုံလဲနီးလေးကိုကြည့်မယ်နော်ဒါလေးပါကိုတို့တို့လှုပ်ကြည့်မယ်လောက်ကြည့်ပြီးတော့မှသူဘလောက်ထိခြောင်နေတယ်လဲဘလောက်ထိမှကြက်မလဲပေါ့เนาะအခုဆိုလို့ရှိရင်ဒီလောက်ဆိုရင် ကဲဒါတော့ဆိုလို့ရှိရင်ကျွန်တော်တို့လှုပ်ကြည့်မယ်လှုပ်ရှားကြည့်ရတယ်လက်ကလေးနဲ့လည်းဒီလိုလေးဒီလိုလေးတွန်းကြည့်ရတယ်အဲဆိုလို့ရှိရင်အဆင်ပြေပြီဆိုလို့ရှိရင်ကျွန်တော်တို့ဆက်လေးနဲ့ကလေးနဲ့ကျွန်တော်တို့ပြန်ကြက်မယ်ဟောဟုတ်ပြီဒါဆိုရင်ဒါကြက်ထားပြီးသွားပြီပေါ့ကြက်ပြီးလို့ရှိရင်လည်းကျွန်တော်တို့လေးလှုပ်ကြည့်အောင်မယ်ဒါဆိုရင်အဆင်ပြေပြီဒါဆိုရင်ကျွန်တော်တို့ကြက်လိုက်အောင်ကဲနောက်အပိုင်းတစ်ပိုင်းကကျတော့ကျွန်တော်တို့ကဒီအပိုင်းကို ကျွဲကျူကျွဲကျူလေးကိုလိပ်ပြဘောလေးနဲ့တတ်တဲ့အပိုင်းမှာဒါဆိုရင်ကျွဲကျူလေးကိုကျွန်တော်တို့ထည့်မယ်ထည့်ပြီးတော့မှဒီလိပ်ပြဘောလေးကိုကျွန်တော်တို့ထည့်မယ်ထည့်တော့လိပ်ပြဘောလေးကိုဘယ်လိုထည့်မလဲကဲဒါလေးနဲ့ရိုက်ရမယ်ရိုက်တဲ့ခါကျတော့လေဒါဟောတော့မထိအောင်ကျွန်တော်တို့ကဖြည်းဖြည်းလေးထည့်မယ်သူကတအားကြီးလဲဒုတ်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 နဲ့လည်းမဖြစ်ရဘူးတခါတည်းနဲ့လည်းအရန်ကြီးကြက်နေရလည်းမဖြစ်ရဘူး အဲဒီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့ကအတိုင်းတာတော့ကိုရပါပြီအမတူရနေတူတအားကြီးလည်းမဖြစ်ရဘူးပေါ့နော်တအားကြီးလည်းမကြက်နေရအောင်တအားကြီးလည်းမချောင်နေရအောင်ဒါတို့တော့ကျွန်တော်တို့နောက်ဆုံးမှမှသူကကြက်ပေးမယ်အခုကျွန်တော်တို့ဘာကိုအစတွင်းတော့မလဲဆိုလို့ရှိရင်အချီအကျဲအစိကွန်နက်တင်ရော့တန်လေးကိုကျွန်တော်တို့ထည့်တော့မယ်ဒီမှာလိပ်ပြဘောလေးတွေ့လားဒီလိပ်ပြဘောလေးဟာဒီဘက်ကဒီလိုမျိုးတွားထည့်လို့မရအောင်ကျွန်တော်တို့ကဒီလိုလေးထည့်ရမယ် ထည့်ပြီးပြီဆိုလို့ရှိရင်ဒီလိုအပိုင်းကလေးဒီလိုဖြည်းဖြည်းလေးကျွန်တော်တို့ထည့်ရမယ်ထည့်ပြီးတာနဲ့ဒီ ग्वा ကြားလေးတွေဝင်အောင်ထည့်ရမယ်အချီအကျဲစိတ် ग्वा ကြားလေးတွေကိုကျွန်တော်တို့ဝင်သွားပြီအမှန်နော်ဒါဆိုရင်ကျွန်တော်ကအစောကလေးကလည်းလှုပ်ဖူးလှုပ်ကြရှိနေတဲ့အတွက်မလို့ညံနေဒီ ग्वा ကြားလေးတွေကိုသူ့အနေနဲ့တူလေးဝင်သွားရင်အဝင်ခွင်ကြားလေးဝင်သွားရင်ဝင်သွားပြီးပြီဆိုတာနဲ့ဒါလေးကိုကျွန်တော်တို့ဘာနဲ့လုပ်ရမလဲ30နှက်ကလေးနဲ့ဒီမှာသူရဲ့နှက်ပထမတော့ကလည်းကျွန်တော်ပြပြီးပြီဒီနှက်ကလေးနဲ့ကျွန်တော်ဖမ်းမှာဖြစ်ပါတယ် အဲ့ဒါကို ကျွန်တော်တို့ပလယာအချွန်ကလေးရဲ့ပလယာလေးနဲ့အပေါ်ကနေပြီးတော့ကျွန်တော်တို့အောက်ကိုနှိပ်ချလိုက်တယ်အမှန်တကယ်တော့ဒါဒီဂွ30ဂွ၄နဲ့ကျွန်တော်တို့ကြက်ရမှာပေါ့နော်ဒီဂွလေးက30လေးကပြုံးနေတဲ့ပုံစံမျိုးဖြစ်နေတယ်ဟာရပြီဒါလေးရတယ်လို့လေနည်းရပြီဒီလောက်ဆိုရပါပြီအဲ့လိုရပြီးပြီဆိုတာနဲ့ဒီဒါလေးကိုကျွန်တော်တို့ဒီလိုလေးလက်မယ်လက်ပြီးတာနဲ့ဒီဂွလေးကိုကျွန်တော်တို့က ဆွဲယူရမယ်ဟုတ်နော်ဒီခွားလေးကိုကျွန်တော်တို့ကဒီခွားကြားလေးတဲ့ကိုဝင်အောင်လုပ်ရမယ်အခုဆိုရင်ဒါကြက်နေတာကျွန်တော်တို့ဟောတူပါနဲ့တူဒါလေးနဲ့ပဲကျွန်တော်တို့နည်းနည်းလေးနဲ့ဝင်အောင်လုပ်လိုက်တယ်ဝင်ပြီးတာနဲ့ဒါလေးကိုကျွန်တော်တို့ခါကြည့်တယ်ဟော okay ပြီလား okay ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါလေးကိုနည်းနည်းလေးပြန်ကြက်ထားမယ်ဒီမှာနော်ဒီဝက်ဦးလေးနော် ွက်ဥလေးအသေးဆုံးွက်ဥလေးကိုကျွန်တော်တို့လောလောဆယ်ဒါလေးကိုကြက်ထားတယ်ကြက်ပြီးတော့မှကျွန်တော်တို့ဒါလေးကိုလေ့ကျင့်ခန်းလေးပြန်လို့လုပ်ကြည့်တယ်ဒီလိုပုံစံမျိုးလေးလက်ကလေးနဲ့ချိန်ကြည့်တယ်ပေါ့ဒါဆိုရင်ဟောအဆင်ပြေပြီလားဒါအချီကျဲစိတ်ကလေးနဲ့လုပ်နေလားအဆင်ပြေသလားဟုတ်ပြီနော်အဲ့ဒီအပိုင်းပြီးပြီးတာနဲ့ကျွန်တော်တို့ကဒီ main rock တန်နဲ့ဒီဟာနဲ့ကိုသွားပြီးတော့မှချိန်မဲ့ဘာဒီဘာတန် ားတောင်ကိုလည်းကျွန်တော်တို့ကြည့်ရသေးတယ်ဒါစားနေသလားမစားဘူးလားဒါဆိုရင်မစားဘူးမစားဘူးဘယ်လိုလို့သိရလဲပေါ့နော်ဒါတွေဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်ဒါရစားပြီးတော့မှဒီအပိုင်းတွေကစားသွားတယ်စားထွက်သွားတယ်ပေါ့နောက်ပြီးဒီအတွင်းပိုင်းတွေပေါ့ဒီအတွင်းပိုင်းတွေလည်းစားပြီးတော့တွားနေတယ်ဆိုလို့ရှိရင်တော့ဒီရဲ့ rock တန်ကမကောင်းတော့ဘူးဒီဘားတန်ကမကောင်းတော့ဘူးဘားတန်မကောင်းဘူးဆိုရင်ကျွန်တော်တို့ကထည့်ရမယ်အခုထည့်ပုံထည့်နေလို့လည်းကျွန်တော်ပြလိုက်တယ်နော်ဘယ်လိုလေးထည့်ရတယ်ဆိုတော့ဥစားကဲနောက်ပြီးတော့ဒါလေးကိုဒီဘက်ကိုတင်ထားမယ်တင်ပြီးတာနဲ့ ျွန်တော်တို့16နှစ်ကိုပဲဒီမှာကြည့်ဒီ16နှစ်ကလေးကိုပဲကျွန်တော်တို့ယူပြီးတော့ပြန်ထည့်တယ်ကျွန်တော်တို့ကစပြီးတော့မှတတ်တာဒီနောက်ဆုံးကကိုစတတ်တယ်စတတ်ပြီးလို့ရှိရင်ဖြည်းဖြည်းချင်းစီကျွန်တော်တို့တတ်သွားတယ်သူကလည်းချိန်ရတယ်လက်ကလေးနဲ့ကျွန်တော်တို့ကချိန်ကြည့်ရမယ် ဒါဆိုရင်အလုတ်လုတ်သေးသလားเนาะဒီလိုလဲလုတ်သေးသလားเนาะအကုန်လုံးက202လုတ်နေရမယ်ပေါ့အလုတ်လုတ်နေရမယ်ပေါ့เนาะကဲရပြီဆိုရင်ဒီမှာလက်ကိုဒီဘက်ကနေလို့ကျွန်တော်တို့ကြောက်လက်ဖြားကိုလည်းယူထားမယ်နောက်ပြီးရင်ဆက်ကိုလည်းဒီလိုထိန်းထားမယ်ထိန်းပြတဲ့လက်ကလေးနဲ့ဒီလိုလေးကျွန်တော်တို့မှလိုက်မှလိုက်ပြီးပြီဆိုရှင်ကဲအလုတ်လဲလုတ်နေပြီဆိုရင်ဒါရသွားပြီโอเค thank you ဒါဆိုရှင်ဒီအောက်ပိုင်းဟာပြီးပြီเนาะ